တင်ပြတဲ့များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်းနဲ့မှဒီကနေ့ဒီဇင်ဘာလ10ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့မင်္ဂလာဈေးအတွင်းဆိုင်မပိတ်ရန်နဲ့အတန်တိတ်တပိတ်မှမပါဝင်ရန်စစ်တပ်နဲ့စီပင်ကဈေးအတွင်းလာရောက်စောင့်ကြည့် PR ပေးခဲ့ပြီးဈေးဆိုင်တွေကိုသာဖွင့်ထားပြီးဝယ်သူမရှိတော့ဘဲ ၆ကက်တိတ်ဆိတ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မင်္ဂလာဇေးအတွင်းဆိုင်မပိတ်ရန်နဲ့အတန်တိတ်တပိတ်မှာမပါဝင်ဖို့စစ်တပ်နဲ့စီပင်ကဈေးအတွင်းလာရောက်စောင့်ကြည့် PR ပေးလျက်ရှိကြောင်းဈေးသူဈေးသားတချို့ကဆက်သွယ်ပြောဆိုပါတယ်။ဒီဇင်ဘာလ9ရက်နေ့ကတည်းကဈေးစီပင်ကဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်မှာမပါဝင်ရန်နဲ့ဆိုင်မြမပိတ်ကြရန်တတိပေးထားပြီးစစ်တပ်နဲ့စီပင်ကဒီကနေ့ဒီဇင်ဘာလ10ရက်နေ့ဈေးအတွင်းလာရောက်စောင့်ကြည့်နေကြကြောင်း လက်ရှိပုံမှန်အားဖြင့်ဈေးဝယ်သူများနဲ့စီကားရှုပ်ထွေးနေလေးရှိတဲ့မင်္ဂလာဈေးမှာဈေးဆိုင်များသာဖွင့်လှစ်ထားပြီးဝယ်ယူသူမရှိတော့ကြောင်းတဈေးလုံးချောက်ကပ်နေကြောင်းပြောဆိုပါတယ်။ဈေးထဲမှာရောလမ်းပေါ်မှာရောလူမရှိတော့ဘူး။လူရှင်းနေပြီး60ရာခိုင်နှုန်းလောက်ရှင်းလင်းသွားတာလူတွေအပြစ်မထွက်ကြတော့ဘူးလို့မင်္ဂလာဈေးမှာပိုင်ရှင်တဦးကဆိုပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်လုံးကျွတ်အတန်တိတ်တပိတ်မှာပြည်သူများပါဝင်ရေး ဥဆောင်လှူရှားသူဒေါက်တာတေဇာဆန်းကိုနန်းလင်းကိုခန့်ဝေပြူကိုထက်မြတ်အောင်မက်မေကြီးမရှင်းအပါဝင်ဆန္ဒပြသူစေဦးကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်ဟန်တားမှုကာကွယ်ဥပဒေနဲ့အမှုဖွင့်ခဲ့ပြီးဒေါက်တာတေဇာဆန်းကိုဖမ်းဆီးရရှိပါကငွေကျပ်သိန်း300နဲ့တဆင့်တိုးရာဒူတိုးပေးမယ်လို့စစ်ကော်မရှင်ကလက်အောက်ငယ်သားတွေကိုမတ်လုံပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့ပြည်လုံးမဲ့ပြည်လုံးကျအတန်တိတ်တပိတ်မှပြည်သူများပါဝင်ရေး ဥဆောင်လှူရှားသူဒေါက်တာတေဇာဆန်းကိုနန်းလင်းကိုခန့်ဝေဖြူကိုထက်မြက်အောင်မမေကြီးမရှင်အပါဝင်ဆနပြသူစေဦးကိုစစ်တပ်ကရွေးကောက်ပွဲနောက်ဆက်ဟန်တားမှုကာကွယ်ရေးဥပဒေနဲ့အမှုဖွင့်လိုက်ကြောင်းစစ်တပ်ကဒီကနေ့တရင်ထုတ်ပြန်ပါတယ်ဒီဇင်ဘာလ3ရက်နေ့မနက်6:15မိနစ်ချိန်မန္တလေးတိုင်းချင်းအေးတာဆန်မြို့နယ်မှာဒေါက်တာတေဇာဆန်းကိုနန်းလင်းကိုခန့်ဝေဖြူကိုထက်မြက်အောင်မမေကြီးကချီချီမရှင်ခေါ်ရှွန်းရှွန်းနဲ့ မြို့သားလေးဦးစုစုပေါင်း၁၀ဦးကရွေးကောက်ပွဲကိုစန့်ကျင်ရေးဆန္ဒပြခဲ့ကြောင်းထို့ကြောင့်ဒေါ်တာဒေသာဆန်းအပါအဝင်ဆန္ဒပြသူ၁၀ဦးကိုဒီဇင်ဘာလ၃ရက်နေ့ချင်းအီတာဆန်မြို့နယ်အမှတ်၆နေမြေရဲစခန်းမှာရွေးကောက်ပွဲနောက်ဆက်ဟန်တားမှုကာကွယ်ရေးဥပဒေပုံမှန်23ခါခွေးနဲ့အမှုဖွင့်ထားကြောင်းစစ်တပ်ကဆိုပါတယ်ရွေးကောက်ပွဲနောက်ဆက်ဟန်တားမှုကာကွယ်ရေးဥပဒေပုံမှန်23ခါခွေးမှာရွေးကောက်ပွဲကိုပြပြစေရန်လူစုလူဝေးနဲ့ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ပြီးပြစ်မှုထင်ရှားပါက ထောင်တန်းအနည်းဆုံး9နှစ်မှအများဆုံး10နှစ်ထိချမှတ်နိုင်ရန်စစ်တပ်ကပြဋ္ဌာန်းထားတဲ့ပုံမှန်ဖြစ်ပါတယ်။ရင်းပြင်စစ်ကော်မရှင်ကစစ်တပ်ရဲ့ပြူစောထိနဲ့ပြည်သူစစ်တွေကိုဒေါက်တာတေဇာစန်းကိုမိအောင်ဖမ်းပေးနိုင်ပါကလူပုဂ္ဂိုလ်တဦးချင်းစီအတွက်ငွေကျပ်300နဲ့တာဝန်ယူထားတဲ့သက်ဆိုင်ရာအဖွဲ့အစည်းမှတစင်တိုးရာဒူတိုးပေးမယ်လို့မှတ်လုံပေးထားကြောင်းစစ်တပ်သတင်းရင်းမြစ်တွေကဆိုပါတယ်။မန္တလေးနဲ့အမရပူရမြို့နယ်တို့မှာဒေါက်တာတေဇာစန်းကိုဖမ်းဆီးရရှိရေးသတင်းပေးနိုင်ပါက ငွေကြက်သိန်း900ကိုငွေသားချက်ချင်းချင်းမြင့်ပေးမှာဖြစ်ကြောင်းစစ်တပ်ကပြည်သူတွေကိုလိုက်လံစည်းရုံးနေကြောင်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်ပြည်သူတွေအတန်တိတ်တပိတ်မှပါဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာလူ့ခွင့်ရင်းနေ့မှာရန်ကုန်မြို့ကပြည်သူတွေကအတန်တိတ်တပိတ် Silent Strike ကိုပါဝင်ပူးပေါင်းနေကြပါတယ်ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာဒီကနေ့မနက်10:00မတိုင်ခင်ကတည်းကကားတွေ လူတွေပုံမှန်နေ့တွေထက်ရှင်းလင်းနေကြောင်းမြို့ကန်အငားရင်မောင်းတူကပြောပါတယ်မနက်9နာရီခွဲလောက်ထဲကလမ်းပေါ်မှာလူသိမ့်မရှိကြဘူးတော်တော်များများရှင်းလင်းနေတယ်ရက်ကွက်လမ်းကြားတွေတဲမှာလူသွားလူလာတွေရှိနေပေမဲ့အတိကမိန်လန်တွေမှာတော့ကားနဲ့နဲ့ပဲသွားလာနေတာတွေ့ခဲ့ပါတယ်လို့သူကဆိုပါတယ်ဒီကနေ့မနက်10နာရီမှညနေ3နာရီထိနိုင်ငံတော်အတန်တိတ်တပိတ်ဆင်နွှဲရန်ရှိနေပြီးပြည်သူလူထုအနေနဲ့ပူးပေါင်းပါဝင်ကြရန်တပိတ်အင်အားစုအသီးသီးကနှိုးဆော်ထားပါတယ် လူလူကောင်းဆောင်တောင်ဆန်းစုကြည်အပါအဝင်ဖန်ဆီးထားတဲ့နိုင်ငံကောင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေပြန်လည်ပေးဖို့စစ်တပ်ရဲ့မတရားတဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့နဲ့စစ်တပ်ရဲ့အတ္တမစစ်သားစုဆောင်နေတဲ့စစ်မှုထမ်းဥပဒေကိုစန့်ကျင်ကြဖို့ဖြတ်သိမ်းဖို့စတဲ့အချက်၃ချက်ကိုအတန်တိတ်တပိတ်ကတောင်းဆိုထားပါတယ်စစ်တပ်ကအတန်တိတ်တပိတ်မှာပြည်သူတွေမပါဝင်ဖို့နီလန်မျိုးစုံတုံးပြီးချင်းချောင်းနေတဲ့ကြားကပြည်သူတွေကပပနဲ့နဲ့လောက်ရတဲ့လောက်ပါဝင်နေတာဖြစ်ပါတယ် ဒါပေမဲ့အရင်ကအတန်တိတ်တပိတ်တွေနဲ့စာရင်အပြင်ထွက်သူပုံများလာတယ်လို့ရန်ကုန်မြို့ကန်တူကပြောပါတယ်။ကျောင်းတွေဖွင့်ကျင်းလဲဖြစ်တာကြောင့်ရောအပြင်ထွက်သူတွေပိုရှိလာတာလို့ပြည်သူတူကပြောပါတယ်။အရင် silent strike တွေထပ်တော့လူတွေပိုထွက်တာများတယ်။အနေငယ်ပဲနေသွားတယ်။နေ့လယ်တစ်ခေါက်တော့ပြန်ကြည့်အောင်မယ်။ပထမအခေါက်တွေတုန်းကတော့နေ့လယ်ဘက်လုံးဝနှိပမထွက်တော့တာလို့ရန်ကုန်မြို့ကန်တူကပြောဆိုပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ မုံရော်မြို့ပြည်တော်စုလမ်းမှာစစ်သားများလိုက်ပါလာတဲ့ကာနစီကိုပြစ်ခတ်တိုက်ခိုက်မှုစစ်ဘက်ရဲရလုံခြုံရေးဌာနမှ G2 ပုံမှုကြီးတင်ကိုနဲ့ဗိုလ်ကြီးစုမင်းဦးအပါအဝင်စေဦးတည်ဆုံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရော်မြို့အတွင်းပြည်တော်စုလမ်းမှာပေါ်မှာအကြမ်းဖက်စစ်သားများလိုက်ပါလာတဲ့ကာနစီကိုပြစ်ခတ်တိုက်ခိုက်မှုစစ်ဘက်ရဲရလုံခြုံရေးဌာနမှ G2 ပုံမှုကြီးတင်ကိုနဲ့ဗိုလ်ကြီးစုမင်းဦးအပါအဝင် ဆေးဦးတည်ဆုံးခဲ့ကြောင်း Black Falcon အဖွဲ့မှတာဝန်ရှိသူတဦးကဆိုပါတယ်။ဒီဇင်ဘာလ9ရက်နေ့ည8နာရီခန့်မှာမုံရမြို့နမခတ်မှစစ်ဗက်ရေးရလုံခြုံရေးဌာနမှ G2 ပုံမှုကြီးတင်ကိုစစ်သက်တမ်း49နဲ့မုံရမြို့တော်ခမ်းမမှ3ပွင့်ပူကြီးစိုးမင်းဦးနဲ့မုံရမြို့အမတ်၁ရေစကန်စစ်ကြောရေးအရာရှိ3ပွင့်ပူကြီးတဦးတို့လိုက်ပါလာတဲ့ကာနစီကိုမုံရမြို့ပြည်ထောင်စုလက်မပေါ်မှာတော်လိုင်းတပ်ဖွဲ့တွေကဝင်းရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်းမှာ G2 ပုံမူကြီးတင်ကိုဗိုလ်ကြီးစိုးမင်းဦးနဲ့အမတ်တရေစကန်စစ်ကြောရေးအရာရှိသုံးပွင့်ဗိုလ်ကြီးတူအပါအဝင်9ဦးသေဆုံးခဲ့ပြီးကာဒစီမီလောင်ပျက်စီးခဲ့ကြောင်းယင်းတိုက်ခိုက်မှုအတွင်ရှေ့ဆုံးကမှလိုက်ပါလာတဲ့ရင်မောင်းမောင်စော်နဲ့စစ်သား2ဦးသာအသက်ရှင်ပြီးခြေထောက်ဖြတ်တောက်ဒဏ်ရာနဲ့ဂုတ်ကိုရှက်မှန်သောစိုးရင်ဒဏ်ရာများရရှိခဲ့ရကြောင်းသိရှိရပါတယ်။ယင်းတို့တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ဘိုးဘွားရိတ်သားဝိုင်းပတ်အနီးမှစစ်တပ်ကင်းနဲ့ပြည်တော်စုအင်းဖြတ်လန်းအနီးမှစစ်တပ်ကင်းဘုံတွေက နှစ်ဖက်ညက်ကပြန်လည်ဝိုင်းဝန်းပစ်ခတ်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားရာနေရာကိုအရေးပေါ်ကတစည်းနဲ့စစ်ကိုထွက်လာတဲ့အင်စည်းက28စီးတံပြကာက30စီးရဲကားကြီး2စီးပွိုင်ကာ0.5ပါကာ2စီးနမခမပါရာမော်တာစစ်တပ်လေဒီတစည်းအပအဝင်မအူပင်ဂိတ်နဲ့တောရကြောင်းဂိတ်မှလက်နက်ကြီးပစ်ကူများပေးကခုခံခဲ့ကြောင်းသိရှိရပါတယ်။အဲဒီနောက်တော်လိုင်းရဲဘော်တွေကမုံရမြို့ရေဦးဆန်ဆန်ဂိတ်ကိုလည်းထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သား3ဦးသေဆုံးခဲ့ကြောင်း ိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ဒီတိုက်ခိုက်မှုမှာ G2 လိုက်ပါလာတဲ့ကာမီလောင်ပျက်စီးသွားတယ်။ဒေဆုံးတာက G2 ပုံမှုကြီးတင်ကိုသူကစစ်တပ်တန်း46နဲ့ရှိပြီးစစ်ဘက်ရေးရလုံခြုံရေးဌာနမှုကဆက်သွယ်ရေးဆက်အခေါ်တောင်းကြီးလို့သိရတယ်။နောက်ပြီးမုံရွာမြို့တော်ခမ်းမကသုံးပွင့်ပူစုံမင်းဦးနဲ့မုံရွာမြို့အမတ်တရေစကန်စစ်ကြောရေးအရာရှိသုံးပွင့်ပူကြီးတကောင်အပါဝင်စေဦးတည်ဆုံတယ်။ ကျွန်တော်တို့မုံရမျိုးအတွင်းပြည်တော်စု လမ်းမပေါ်ထိတက်ပြီးတက်ခိုက်ခဲ့တာပါရဲဘော်တွေထိခိုက်မရှိစုခွာနိုင်ခဲ့ပါတယ်လို့ Black Falcon အဖွဲ့မှတာဝန်ရှိသူကရှင်းပြပါတယ်အဆိုပါတိုက်ခိုက်မှုကို Black Falcon Democratic Local Coalition DLC BLDF စစ်တီတာနှင့် PLA 3 Star သွေးတောက်ညီကို တော်လိုင်းရေးတပ်ဖွဲ့ဗမတီတော်လိုင်းရေးတပ်ဖွဲ့မုံရွာ Underground Force မိုဟိန်း Defense Force Lega 3မုံရွာ Brother Attack Force နဲ့ Golden Eagle အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ Thai Sea Game ပြိုင်ပွဲမှာကမ်ဘောဒီးယားနှုတ်ထွက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထိုင်းနဲ့ကမ်ဘောဒီးယားတို့ရဲ့နေဆက်တိုက်ပွဲအခြေအနေများပုံမဆိုးရွားလာချိန်ထိုင်းနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပနေတဲ့2025ခုနှစ်အရှိတောင်အာရှအာကစားပြိုင်ပွဲစီဂိမ်းမှာကမ်ဘောဒီးယားနိုင်ငံအာကစားတင်အလုံးနှုတ်ထွက်လိုက်ကြောင်းထိုင်းသတင်းဌာနများမှဖော်ပြပါဗျာ ပြိုင်ပွဲအတွက်တင်သွင်းထားတဲ့အင်္ဂဇာနီစနစ်မျိုးမှာကမ်ဘောဒီးယားအင်္ဂဇာသမား138ဦးနဲ့တာဝန်ရှိသူတွေကယမန်နေ့ညကပွင့်ပွဲအခမ်းအနားပါဝင်ပြီးနောက်2025ခုနှစ် SEA Games မှာနှုတ်ထွက်ကြောင်းကြေညာခဲ့တယ်လို့ Thai PBS မှာဖော်ပြထားပါတယ်။ထိုင်းကမ်ဘောဒီးယားနေဆက်ချီနေနဲ့ပတ်သက်ပြီးအင်္ဂဇာသမားတွေရဲ့အပြန်ခီးလုံခြုံရေးအတွက်မိသားစုဝင်များမှစိုးရိမ်မကင်းဖြစ်မှုကြောင့်နှုတ်ထွက်လိုက်ရခြင်းဖြစ်ကြောင်းကမ်ဘောဒီးယားအင်္ဂဇာအဖွဲ့ကပြောတယ်လို့ထိုင်းသတင်းများကဖော်ပြပါတယ်။ 2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့နေ့လယ်မှာစတင်ဖြစ်ပွားခဲ့တဲ့တကြော့ပြန်တိုက်ပွဲကြောင့်ထိုင်းကမ်ဘောဒီးယားနေဆက်၄ခိုင်မှပြည်သူပေါင်း၄သိန်းနီးပါးဆစ်ဆောင်နေရပြီးလက်ရှိအချိန်ဒီလဲနှစ်ဖက်စီရင်တင်းမာလျက်ရှိကြောင်းသိရှိရပါရခင်ဗျာအဲ့ဒီနောက်ယနေ့အရေးတကြီးဆင်နွှဲရမယ့်တိုက်ပွဲဆိုတဲ့စောင်းပါရှင်ဆရာလန်စိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးအစိုးရကယနေ့ဒီဇင်ဘာလ၁၀ရက်နေ့နိုင်ငံတကာလူခွင့်ရေးနေ့မှာ လာမယ့်စေအုပ်စုရဲ့ရွေးကောက်ပွဲကိုစတင်ကြောင်းပြသတဲ့အနေနဲ့မနက်7:00နာရီမှညနေ3:00နာရီထိအိမ်ပြင်မထွက်ကြပဲအတန်တိတ်တပိတ်ပါဝင်ဆင်နွှဲကြပါရန်အပုတပြင်းတောင်းဆိုထားပါတယ်။ယခုတပိတ်တိုက်ပွဲဟာရခင်လုတ်ခဲ့သည့်များထက်ပို၍အရေးကြီးပါတယ်။မင်းအောင်လိုင်ဟာရွေးကောက်ပွဲနီးလန်းနဲ့တော်လန်ရေးကိုချိနဲ့အားပြော့သွားစေပြီး၎င်းရဲ့လက်ဝေကန်အစိုးရမျိုးဖြင့်ပုံမှန်အနေထားပြန်ရောက်ပြီးဆိုကနိုင်ငံတကာမှလူတော်တိုးရန်ကြံစည်နေခြင်းဖြစ်ပါတယ်။ တိုင်းပြည်အလုံးထိန်းချုပ်ထားနိုင်ကြောင်းဝါဒဖြန့်ဖို့အရေးတကြီးလိုအပ်လာနေပါတယ်။ထို့အတိုင်းလည်းတရုတ်တို့အားလည်း၎င်းတို့ဆက်လက်ထောက်ခံကမျက်နှာမပြတ်စေရဘူးလို့ဖြောင်းပြသွေးဆောင်ထားပြီးဖြစ်ပါတယ်။ငကုတ်ကလေးကမိမိစည်းစိမ်ဥစ္စာမိသားစုကိုကာကွယ်ရန်ကော့ကော့ကလေးသာကြည့်ပြီးလောက်ခဲ့ကြသူတွေကနောက်တဆင့်တက်နိုင်ဖို့ပြည်သူများအားလက်နက်အားကိုးနဲ့မဲယုံတဲ့မောင်းသွင်းပြီးအတင်းအကျပ်လုတဲ့ပွဲလို့ဆိုသည်ကနီးလာလေးလေးထင်ရှားလာလေးလေးဖြစ်ပါတယ်။ဒီအတွက် ယနေ့တပိတ်တိုက်ပွဲနဲ့မြန်မာပြည်သူတရက်လုံးက၎င်းတို့ရဲ့14ရက်သားလူတော်တဲ့ရွေးကောက်ပွဲကိုစတင်ကြောင်းကဘာတို့ပြတာဖို့အရေးတကြီးလိုအပ်လာနေခြင်းလည်းဖြစ်ပါတယ်။ဒေါက်တာတေဇာစန်းကလည်းပြည်လုံးကျွတ်အတန်တိတ်တပိတ်ဆင်နွှဲကြပြီးမြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေတွေကိုတကဘာလုံးကြောင်းလှုပ်ဆောင်သွားမယ်လို့အီယာဝဒီနဲ့တီးတဲ့အင်တာဗျူးမှာပြောဆိုလိုက်ပါတယ်။တို့အတွက်အပန်းမကြီးပဲအန်ရဲ့ကင်းစွာပြုတ်လို့ရမယ့်အရေးကိုငါထွက်လဲဘာမှမထိခိုက်လောက်ဘူးလို့သဘောထားမိဆိုပါက အသက်ဆုံး၍တိုက်ပွဲဝင်နေကြတဲ့လူငယ်တွေရဲ့မျက်နှာကိုပြင်းပြင်းသိမှာတယ်။တင်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့ဆိုင်ဘုတ်ကြီးကိုအရာတော်မျိုးပြည်သူတပိတ်ကော်မတီမှစိုက်ထူထားတာကိုလည်းတွေ့ကြရပါတယ်။ရွေးကောက်ပွဲကိုပင်တနေရာမကျန်ကျင်းပမယ်လို့ပင်2023ခုနှစ်ကတည်းကကြွေးကြော်ခဲ့ပေမဲ့လည်းယခုခါလုံမယ်လို့သတ်မှတ်ထားတဲ့ရက်ွက်ကြီးရွာပေါင်း3000ကျော်အားဖျက်သိမ်းခဲ့ရပြီဖြစ်ပါတယ်။ဒီအထက်မှာ ကြီးရွာမဲယုံ2931ယုံ မြို့ပေါ်ရက်ကွက်မြတ်မှာနှစ်ရနှစ်ယုံကိုဖျက်သိမ်းလိုက်ရပြန်ပါတယ်အကြံဖြင့်အဖြစ်လွတ်တော်မင်းစနနဲ့မြေနေရာနှစ်ခုမှာတနေရာချန်လက်ထားခဲ့ရသည့်ကြီးဖြစ်လာပါတယ်ရန်ကုန်နဲ့နေပြည်တော်မှလွဲ၍ကျန်တဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလွတ်လွတ်ကျွတ်ကျွတ်မလုံနိုင်ဖြစ်လာတဲ့အတွက်ရွေးကောက်ပွဲအပေါ်နိုင်ငံတကာရဲ့တန်တရားရှိမှုတွေကမြင့်တက်လာနေခဲ့ပြီဖြစ်ပါတယ်နိုင်ငံတကာကလည်းစေအုပ်စုရဲ့ရွေးကောက်ပွဲဟာလွတ်လပ်၍တရားမျှတမှုရှိမှာမဟုတ်တဲ့အတွက်ယုံကြည်စိတ်ချလောက်တဲ့လူထုစံနှုန်းနဲ့ကန့်ညီသော အစိုးရမျိုးပေါ်ထွက်လာစရာအကြောင်းမရှိဘူးဆိုတဲ့ဂါရာမန်ဒီယာကြီးကိုလည်းတရုတ်တနိုင်ငံတည်းကလွဲ၍တွတ်တွတ်ရေရွတ်လာနေပြီဖြစ်ပါတယ်။ထို့ထဲမှာ၎င်းတို့တေချာပေါက်အားကိုးထားတဲ့ထိုင်းနဲ့အိန္ဒိယတို့ပင်တလမလို့တော်သော အချိန်မှသဘောထားပြောင်းလာကြပါတယ်။အိန္ဒိယနိုင်ငံသားဝန်ကြီးဌာနပြောခွင့်ရရန်ဒီယာဂျိုက်စ်ဝေါ်ကအိန္ဒိယမြန်မာရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအားထောက်ခံပေးမယ်လေ။ယုံကြည်ထိုက်သောရွေးကောက်ပွဲဖြစ်ရန်နိုင်ငံရေးမှအတိကပါဝင်ပတ်သက်နေသူများ ပါဝင်ရမယ်လို့ခံယူထားကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။လွတ်လပ်ပြီးတရားမျှတမှုရှိရမယ်လို့လည်းဆိုပါတယ်။မိမိတို့မှမြန်မာပြည်သူများအားပုံမှန်ဘဝပြန်ရောက်ရေးဆက်ရွယ်အကူအညီပေးသွားမယ်လို့လည်းပြောခဲ့ပါတယ်။နိုင်ငံတကာရဲ့အမြင်များမပြောင်းလဲပဲဆက်ရှိနေရင်းနဲ့စီအုပ်စုရဲ့ထွက်ပေါက်ပိတ်နေပြီဆိုဒီကိုတရုတ်အစိုးရအားပြသနိုင်ဖို့ယနေ့စင်နွဲ့မဲ့အိမ်အပြင်မထွက်ရေးအတန်တိတ်တပိတ်မှပါဝင်စင်နွဲ့ကြဖို့လိုအပ်နေပြီဖြစ်ပါတယ်။ပြည်သူအဖျင်း တရားတော်စစ်မုတ်ချအောင်ရမည်လို့យေတာထားပါရခင်ဗျာဟုတ်ကဲ့ပါခုလိုအစုံတိနားဆင်ကြကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြည်ပသတင်းတော်လန်ရေးပတ်တော်သားများ၏သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ